အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ page လေးကလည်းအားလုံးပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့လုပ်ပြမှာကတော့ကျွန်တော်တို့တရုတ်စတိုင်ဝတ်သားပေါင်းပေါ့နော်ဒီဟင်းလျာကဆိုလို့ရှိရင်ကျွန်တော်တို့စားတောက်ဆိုင်နေမှာဆိုရင်1000ကျော်3000ပေးရတယ်ပေါ့နော်ဒီ time မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘတ်200ကျော်300 400ပေါ့နော်အစားစားပေးရတယ်ဝတ်သားပေါင်းလေးဖြစ်ပါတယ်အရင်ဆုံးဝတ်သားသုံးသက်သားကိုကျွန်တော်ကတော့ခယူးစီရဲ့ပြင်ကြက်သားမှုလေးရဲ့ထည့်ပြီးတော့အရာသားကိုဝင်အောင်နဲ့နှက်လိုက်ပါမယ်ပြီးရင်တော့ခဏလေးထားလိုက်လိုက်ပါမယ်ခင်ဗျာ နိုင်ရွက်တနိုင်လောက်နေပါကိုကျွန်တော်တို့အရသာလေးဝင်အောင်တေချာလေးနှက်ထားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတဲဦးထဲမှာစီလေးထည့်ပြီးရင်ဝက်သားကိုကြော်ပါမယ်ခင်ဗျာပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဝက်သားကိုအရသာမှုတ်လေးနေပြီးတော့ဒီတိုင်းပေါင်းလိုက်တက်ကြရပေါ့နော်ဒီလိုမျိုးပေါင်းနေဆိုလို့ရှိရင်ဝက်သားကနည်းနည်းလေးအညီနှံ့လေးရမယ်ပြီးလို့ရှိရင်ပို့ပြီးတော့ချွဲပြီးတော့စားရတဲ့အခါမှာအဆင်မပြေဖြစ်တတ်ပါတယ် ဒါကြောင့်မို့မိမိသဘောအတိုင်းကျွန်တော်တို့ပြုတ်ပဲပြုတ်ပြုတ်ကြော်ပဲကြော်ပေါ့နော်ပြုတ်လိုက်တယ်ဆိုလို့ရှိရင်လည်းကျစ်သွားမယ်ကြော်လိုက်တယ်ဆိုတဲ့အခါမှာလည်းဝတ်သားကကျစ်ပြီးတော့ကြက်သွားမယ်ပေါ့နော်ကျွန်တော်တို့ပြုတ်လိုက်တယ်ဆိုလို့ရှိရင်တော့ဝတ်သားထဲမှာပါတဲ့အချိုတက်လေးကယော့သွားနိုင်တယ်ဒါကြောင့်မို့လို့ကြော်လိုက်တာကပို့ပြီးတော့ကောင်းပါတယ် ကြော်တဲ့ခါမှာလည်းကျွန်တော်တို့ဝက်သားကိုမတူအောင်ဆွေဝံလေးတန်းပြီးတော့ကြက်လာအောင်ဒီလိုအနေထားရအောင်လို့ကျွန်တော်တို့ဘယ်ညာလေးတေချာကယူဆိုင်ပြီးလှန်မေးဖို့လည်းလိုအပ်ပါတယ်အားလုံးပြီးပြီဆိုလို့ရှိရင်တော့ဝက်သားပေါင်းထဲမှာထည့်ဖို့ကိုအရသာလေးဆက်ပါမယ်ငရုတ်ကောင်းထည့်ပါမယ်ပြီးရင်ဓမောက်ချက်တဲ့ထဲမှာပါတဲ့ကျွန်တော်တို့တစ်ချပိုးကောက်တို့နနက်ပွင့်တို့လင်ညင်းပွင့်တို့ထည့်ပါမယ်နနံမြက်လေးပါထည့်ပါမယ်တကြားလေးအနေငယ်လိုတလောက်လေးထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ပဲငန့်ပြရဲ့အကြီးရှိရင်အကြီးထည့်ပါအကြီးမရှိဘူးဆိုလို့ရှိရင်တော့အနောက်လေးကိုရေဖြော်ပြီးထည့်လို့ရပါတယ်ငန့်ပြရည်လေးကိုလည်းလိုတလောက်လေးထည့်ပါမယ်ခင်ဗျာ ဒါတွေအားလုံးကိုကျွန်တော်တို့တမအောင်ဇွန်လနဲ့တရားလေးမှွေလိုက်ပါမယ်မမီချိုင်နဲ့တက်တဲ့ဥတွေထည့်လို့ရပါတယ်ကြက်ဥဘဲဥငုံဥပေါ်တော့စသည်ဖြင့်ကြိုက်တာထည့်လို့ရပါတယ်ပြီးလို့ရှိရင်တော့ကိုကြိုက်တဲ့အသီးအရွက်လေးထည့်လို့ရပါတယ်ကျွန်တော်ဒီနေရာမှာပန်ပူးရယ်ပန်ကော်ပီစင်းရယ်ကျွန်တော်ထည့်တယ်မုံလာဥနီထည့်တယ် ပြီးရင်တော့ပဲပြားလေးကိုပါကျွန်တော်ကတော့ထည့်လိုက်တယ်ကျွန်တော်တို့တရုတ်ဖူဘလော့တွေမှာတွေ့နေရတဲ့လိုမျိုးပေါ့နော်ဒီပဲပြားလေးတွေလည်းထည့်ပြီးတော့စားတာမြင်ရတယ်ဒါကြောင့်မလို့ကျွန်တော်ကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထည့်လိုက်ပါတယ်အားလုံးပြီးပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီကိုနာကလှုပ်ထားတဲ့အရသာလေးကိုဆမ်းမယ်ပြီးရင်တော့ကျွန်တော်ကတော့စီလေးအနေငယ်ကိုပါဆမ်းလိုက်ပါတယ်အားလုံးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရင်နွေးစုစုထဲမှာကျွန်တော်တို့ဒီအပူကန်ကျွန်တော်တို့ပေါင်းတဲ့စကားလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့ပေါင်းလို့ရပါပြီကိုနာကကျွန်တော်ဒီဇလုံနဲ့ပေါင်းတဲ့အခါမှာဇလုံကဇောက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့မက ကြက်မှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြွေပကံနဲ့ပြန်ပြီးတော့လဲလိုက်ပါတယ် ဇလုံနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဇလုံကစောင်းနှက်တဲ့အတွက်ကြောင့်မို့လို့အပူငွေတက်လာတဲ့အခါမှာမကြက်တာတွေပါညာတွေဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ပကံပြားလေးနဲ့ပေါင်းရတာပို့အဆင်ပြေပါရခင်ဗျာ။ဒီအနေထားကတော့ကျွန်တော်ပေါင်းပြီး10မိနစ်15မိနစ်အတွင်းမှာဖွင့်လိုက်တဲ့အနေထားဖြစ်ပါတယ်။ကျွန်တော်တို့ဒီပေါင်းနေရင်နဲ့မှာပေါ့နော်ကျွန်တော်တို့ဒီထဲမှာပါတဲ့တစ်ချပိုးကောင်းနန့်လေးကကျွန်တော်တို့ဒီအရင်ကျွန်တော်ကြက်ဥပောင်းလောက်တာထက်ကိုပို့ပြီးတော့မှုရဲပါကြောက်ဆိုအနက်ကပို့ပြီးတော့လှိုင်တက်တဲ့အတွက်ကြောင့်မို့လို့တကယ့်ကိုစားကောင်းစင်မဲ့အနက်မျိုးရရပေါ့နော်ဒီလိုပေါင်းတဲ့အခါမှာလည်းကျွန်တော်တို့တနိုင်လောက်နီးပါးကိုပေါင်းမေးဖို့ကိုလိုအပ်ပါတယ် တယ်အခုဆိုလို့ရှိရင်ကျွန်တော်တနိုင်လောက်ပေါင်းထားတဲ့ဝတ်သားပေါင်းလေးရပါပြီဝတ်သားကကျွန်တော်တို့နိုးအိပ်ပြီးတော့အထဲမှာပါတဲ့ပါဝင်ပစ္စည်းတစ်ခုစီတိုင်းကအရသာလေးအိပ်ပြီးတော့ဝင်သွားပြီးတော့အရန်ကိုလည်းစားကောင်းတယ် ထည့်ထားတဲ့အသီးအရွက်တွေကလည်းကျွန်တော်တို့စင်းစင်းဆူဆူလေးနဲ့ပို့ပြီးတော့လည်းအယောင်လှသလိုပုံလည်းမပြတ်ပဲနဲ့စားလို့လည်းအရန်ဣသွားတယ်ပေါ့နော်ရှာပေါ်တင်လိုက်တာနဲ့ကျွန်တော်တို့နူးဣပြီးတော့ဆင်းသွားတဲ့အတွက်ကြောင့်မလို့စားလို့ကောင်းပါတယ်ပဲပြားတွေဆိုလို့ရှိရင်လည်းမာပြီးတော့ပြီးရင်ဒီမှာထည့်ထားတဲ့အရေးလေးတွေကသူ့တွေကိုစိတ်ဝင်သွားတဲ့အတွက်ကြောင့်မလို့အရန်ကိုစားကောင်းပါတယ်ခင်ဗျာအားလုံးလည်းလှုပ်ရှားကြည့်လို့ရပါတယ်